မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစဉ်ရဲ့ဆွေတော်မျိုးတော်များအလုံးဥစဉ်ကတော့ဟိတေသည်ဆရာတော်ပါစေရှင်သာရှင်ကြတယ်စေရှင်သာဘုကိုလူချင်းနေကြတဲ့လူတွေဆိုတာစေရှင်သာကြောင့်တရားကို လုံနေဖို့လေ့ကျင့်နေဖို့လိုပါတယ် စိတ်ရှမ်းသာကြောင်းတရားကို မလုပ်ဘူးပဲနဲ့စိတ်ရှမ်းသာရှင်နေလို့မရပါဘူးစိတ်ရှမ်းသာခြင်းနဲ့ကိုကျမ်းမာခြင်းနဲ့ကိုကျမ်းမာခြင်းနဲ့ဆိုရင်လေဒါကျမ်းမာကြောင်းတရားကို လုပ်ဖို့လိုပါတယ်အဓိကအကြောင်းကောင်းအောင်လုပ်နေမှအရေးကြီးတာပါဒါအခု ဗုဒ္ဓဘာသာဝင်တွေကတခါတည်းသောတာပန်ဖြစ်ရှင်တဲ့တဂရဂံဖြစ်ရှင်တဲ့အနာဂံဖြစ်ရှင်တဲ့ယဟန္တာဖြစ်ရှင်တဲ့အဲ့လိုဖြစ်ရှင်နေဖို့ထက်ကိုကအဲ့ဒီလမ်းကြောင်းကိုရှောက်နေဖို့လိုပါတယ်အဲ့ဒါဖြစ်ရှင်နေဆိုကလေးကရှင်နာပဲရှိတယ်လုံးလာဆိုတော့မလုံးသေးဘူးအဲ့လိုမရဘူး နော်ဒါဖုံးဖုံးတွေကလည်းတရားဟောကြားနေပါတယ်ဒါစိတ်ရှမ်းသာကြအောင်ကိုကျမ်းမာကြအောင်ဘယ်လိုမျိုးနေထိုင်ရမယ်ဘယ်လိုမျိုးကျင့်ကြံရမယ်ဆိုတာကိုအဲ့ဒါတွေနားကြတော့ကောင်းလိုက်တာဗျာဒီလို ကောင်းတာပဲသိနေတယ်လေးကျင်းပါဆိုတော့မကျင်းရှင်ကြဘူးဖြစ်နေတယ်နော်ကျင်းနေလူနေရင်ဒါဗုဒ္ဓ ဗုဒ္ဓဘာသာဝင်တွေနေတာမှာပေါ့ကျင်းနေလူများရင်ကျင်းသူရှိကသာဝက လောကမစိတ်ပါတဲ့ဒီကျင်းနေလူကျင်းကြံနေလူရှိမှလောကကြီးမစိတ်တော့မှာဖြစ်ပါတယ်နော်ကျင်းနေလူသာမရှိရင်ဗုဒ္ဓဘာသာကြီးဟာကိုယ်ပြောင်းမှာဖြစ်ပါတယ်နော်ဒါပဋ္ဌာန်းကျမ်းတော်ကကိုယ်မယ်ဟောကကိုယ်မယ်ဆိုတာက အဓိကမကြပါဘူးအဓိကဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ဤလံအတိုင်းလိုက်နာနေခြင်းမရှိရင်ဒါဗုဒ္ဓဘာသာကိုပြောင်းသွားမှာဖြစ်ပါတယ်အဲ့ဒါနဲ့ကိုကတယောက်အပါအဝင်ဒီစိတ်ရှမ်းသာအောင်လေ့ကျင့်ပြီလားနော်တော့ကတွေတော်တော်လေးရောက်နေကြတယ်ဆင်းရဲကြတယ်ပူလောင်ကြတယ်နော် ဘလိုမျိုးလေးဆိုတော့ကိုအစင်မပြေကိုလို့ပဲထင်ထားတာကိုကိုကအစင်မပြေအဲ့လိုမျိုးပူပင်တော့ကားတယ်ရောက်နေတယ်ပေါ့ပူပင်နေဆိုတာဘာကြောင့်ပူပင်တာလဲလို့အဖြေကိုစစ်ကြည့်လိုက်တဲ့အခါမှာငါထင်နေတယ်ဥပမာပြောကြည့်မယ်ဘလိုမျိုးငါထင်နေတာလဲဆိုရင်လူတယောက်ကလာပြီးတော့စံသက်ကြည့်တယ် ဒီလူဟာတရားတော်တော်လေးအစင်မြင့်ပြီလားဘလို့စမ်းသက်လဲဒီလူဟာငါဒီလူရှိမှချော်လေးပြမယ်ကဲဝင်ပါသေးလားဝင်ပါသေးတယ်ဆိုရင်ဒါသူဒါမဲ့ဝင်ပါတာ လောင်းနှန်းလေးအစင်မပြေသေးဘူးဝင်ပါတဲ့အခါသတိထားနေလားတတိမထားပဲနဲ့စိတ်လွတ်လပ်လို့ဝင်ပါတာလား ဒါလည်းအဖြစ်တစ်ခုရှိသေးတယ်။အဲ့ဒါနဲ့အဓိကတရားမတ်တဲ့လူကိုပြောချင်တာကဟိုနေရာမှာဝင်မပါနဲ့ဒီနေရာမှာမှဝင်မပါနဲ့ကိုယ်ကိုစာမေးပွဲစစ်နေတာဖြစ်တယ်။ဒီယောဂီဟာနေရာတိုင်းမှာဝင်ပါလားမပါလား။တရားဆိုတာဥပေက္ခာနှလုံးသားပိုင်ရှင်ဖြစ်ဖို့လိုပါတယ်။ဥပေက္ခာနှလုံးသားပိုင်ရှင်ဆိုတာနေရာတိုင်းမှာဝင်မပါတော့ပါဘူး။ငာမမရှိတဲ့အခါ ဒိဋ္ဌိကောနေတဲ့အခါဝင်မပါတော့ပါဘူးเนาะဝင်ပါနေတဲ့သူတွေဆိုတာဒါတရားတတိလွတ်နေလို့တရားတတိလွတ်နေလို့ဖြစ်ပါတယ်မြတ်သောအဖင်ကိုပြောတာပေါ့တရားတတိနဲ့ဝင်ပါရင်လည်းဖြစ်တော့ဖြစ်တာပေါ့ဒါပေမဲ့ဒီလောက်အစင်းကို ရောက်ဝဲကြတော့မလွေသေးပါဘူးအကုံလုံးကို အနည်းရှုပ်လိုက်ရင်စိတ်ဖြည့်ကြောင်းတွေကိုသိဖို့လိုပါတယ် စိတ်ဆိုတာအာယုံနဲ့ဒေါ်ရနဲ့တိုက်လို့စိတ်ဖြစ်တာပါမြတ်စွာဘုရားကအာယုံဆိုတာမြင်ကြားနံစားကြံတွေးထိတွေ့တာကိုခေါ်တာပါဒေါ်ရဆိုတာမျက်လုံးအကြည့်နားအကြည့်နှာခေါင်းအကြည့်လျှာအကြည့်ကိုယ်အကြည့်စိတ်ကိုပြောတာပါဒီလျှောက်ပါနဲ့အပြင်ကလျှောက်ပါနဲ့တိုက်တဲ့အခါမှာစိတ်ဖြစ်ပေါ်တာပါ ငါဖြစ်နေတာမဟုတ်ပါဘူးငါစိတ်မဟုတ်ပါဘူးဘယ်လိုမျိုးမဲရမလဲဖေဟာဘယ်လိုမျိုးသီးပေးရမလဲဖေဟာတိုက်တေးအချိန်မှသီးပေးပါဘယ်လိုတိုက်တာလဲဖေဟာတပည့်တော်တို့တိုက်တာတော့မသီးတော့ဘူးနော်ဖက်တာဖြစ်တာကိုမသီးတော့ဘူးဘာလို့လဲဆိုတော့ယိုးနေပြီလေလှုပ်လာတာကအဲ့ဒါကိုသီးဖို့အတွက်သမာဓိကိုအရင်ထူထောင်ခိုင်းတာပါဖက်တာဖြစ်တာကိုသီးဖို့အတွက် ကိုကစိတ်တည်ငြိမ်မှုရအောင်ထွက်လေဝင်လေမဲ့ပါ အများကြီးမမဲ့ပါနဲ့ထွက်လေဝင်လေနင်းနေလေမဲ့ပြီးတော့စိတ်တည်ငြိမ်လာပြီဆိုတဲ့အခါမှာကိုကဖက်သားဖြစ်တာတွေကိုသိရမှာပါ။ဩဒါမြင်အစင်းနဲ့မျက်လုံးနဲ့တိုက်လို့မြင်စိတ်ပေါ်လာတာနော်ဩဒါအမှန်နဲ့နားနဲ့တိုက်လို့ကြားစိတ်ပေါ်လာတာငါကြတာမဟုတ်ဘူး အခုတိုက်တဲ့အချိန်မှာကြာတာ တိုက်တဲ့အချိန်မှာပြက်တာတိုက်တဲ့အချိန်မှာပဲသီးပိနေရမှာစိတ်ကအတိတ်ကိုထွက်တော့လို့